ဟာโอเคဟာဒီနေ့ရှေးဥစွာအနေနဲ့ဟာအားလုံးပဲဟာဒီမှာရှိတဲ့ညီကမရမချင်းလူမျိုးအားလုံးပဲ happy chin happy chin day ပါဗောနော် happy chin မျိုးမျိုးများနေပါလို့ချင်းလူမျိုးအရောက်ချင်းစီတိုင်းပုံမှာဟာဘုရားရှင်ကောင်းကြီးပေးပါစေကျွန်တော်တို့ဟာဒီနေ့တကယ်ပဲမျိုးရဲသွားတဲ့ခေါင်းမှာချေရတဲ့ညီကမရမတွေဆရာဓမ္မတွေနဲ့လည်းဟာပြန်လဲ送တွေ့ခွင့်ရတယ်ဟာတခုပေါ့နော် ကျွန်တော်ဒီနေ့ချင်းမြွတ်တာနဲ့တွေ့တဲ့အခါမှာအာကကတာတို့အာချင်းဆိုကြတာတို့အလုံးကမတူတွေဒီဒီတစ်ခေါက်တချင်းဆိုမယ်ဆိုမတူဖွဲ့ရလက်ခုပ်တီးတယ်အဲလက်ခုပ်တီးတဲ့အထက်မှာကျွန်တော်ပါတယ်မင်းတက်တီးဒီဖွဲ့ကမယ်ဆိုရင်မင်းတက်တီးကလက်ခုပ်တီးတယ်အဲလက်ခုပ်တီးတဲ့အထက်မှာကျွန်တော်ပါတယ်ပြီးတော့အာတခြားဒါကြီးလူမျိုးတွေလားဝညက်ကကမယ်အဲ့ဒါကိုအလုံး အော်ရအောင်လို့ပြောတဲ့အချိန်မှာဒိုင်းလူမျိုးတွေအော်တယ်အဲ့ဒီဒိုင်းလူမျိုးတွေတဲ့မှာလဲကျွန်တော်အော်တယ်အဲ့တော့ကျွန်တော်လည်းဒီနေ့ချင်းတော့ချင်းမဲပါချင်းလဲတော့မတီးတော့အင်းကနေထွက်သွားတော့ကတော့အခါဝိစုံနဲ့ဟုတ်လားအခါတော့အခါဝိစုံနဲ့အဲ့ဒါဝစ်ပြီးတော့ထွက်သွားတယ်ကိုရောက်တော့ပြန်လာတော့မင်းတက်ဝိစုံပြန်ဝစ်ပြီးတော့ပြန်လာခဲလိုက်အဲ့လိုဖြစ်သွားတယ်ဘာဖြစ်ဖြစ်ဒီနေ့ဒီနှစ်မှာတော့ မတူ क्वे ပြမှုတွေအများကြီးကြားတွေ့ရတော့လေအကောင်းဆုံးဖျက်တခင်ကချင်းမျိုးသားနေပြီးဆုံးနေရတဲ့ခွင်ကိုပြင်ဆင်ပေးတယ်ဆိုတဲ့အတွက်လည်းအာတွေ့ရတာဖြစ်တယ်အဲ့ဒါကြောင့်လည်းချင်းလူမျိုးတွေအရောက်ချင်းစီတိုင်းဖျက်တခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းဖို့ဖြစ်မယ်89ချိန်မြောက်ချင်းမျိုးသားနေချင်းပတ်နေရတဲ့ခွင်ကိုပြင်ဆင်ခဲ့တယ်ပြီးဆုံးခဲ့တယ်နေရာတွေကိုရေတွက်ချီးမွမ်းဖို့ရန်အတွက်ဖြစ်မယ်ဆိုတဲ့အကြောင်းလေးပြောပြရှင်နေโอเคဒီနေ့အာကျွန်တော်တို့ဘဝအတ္တတရဲမှာခန်းဒီ လိုဘလေ့လာကြမယ်နှုတ်ကပတ်တော်ရှိပါတယ်အဲ့ဒါလေးကတော့ကျွန်တော်နှုတ်ကပတ်တော်အစပြုခြင်းနဲ့အစပြုကျမ်းပိုက်လေးတစ်ပိုက်ဖတ်ခြင်းနဲ့အဲ့ဒါကတော့ဗာလဲဆိုတော့ကျွန်တော်တို့ကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး30အပိုက်ငယ်73အလုံးရပြီးသားနှုတ်ကပတ်တော်လေးလို့ကျွန်တော်မြင်မိတယ်အဲ့ဒါကတော့ဗာလဲဆိုတော့လူ၌ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုသာတင်တို့ဒီခံရကြ၏ဘုရားသခင်သည်တစ္ဆာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ တင်တို့မခံနိုင်တော့စုံစမ်းနှောက်ရက်ခြင်းကိုတင်တို့၌ရောက်စိတ်တော်ငါအခွင့်ပေးတော်မမူတင်တို့ဒီခံနိုင်မိအကြောင်းစုံစမ်းနှောက်ရက်ခြင်းအရာနှင့်တကွာဖတ်မြောက်တော်လမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်လို့ဒီရဲ့နှုတ်ကပတ်တော်မှာတွေ့ရတာဖြစ်တယ်နော် boring to over as a ခန်းကြီး30အပိုင်းငယ်73မှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီနေ့အာလောကမှာကျွန်တော်တို့တစ်ခါတလေစဉ်းစားကြည့်အောင်ကျွန်တော်ကျမလုံးဝအခက်ခဲမရှိဘူး ပြေတနာမရှိဘူးအစဉ်ပြေပါတယ်ဆိုတဲ့လူဒီထဲမှာရှိမလားမေးကြည့်မယ်ဆိုရင်ဘယ်သူမှရှိမှာမဟုတ်ဘူးเนาะလူတိုင်းမှာခက်ခဲကိုစီနဲ့လူတိုင်းမှာပြေတနာကိုစီတော့ရှိလိမ့်မယ်လူတိုင်းမှာခက်ခဲကိုစီလူတိုင်းမှာဒုက္ခကိုစီရှိလိမ့်မယ်တခါတလေကျွန်တော်တို့ဒီခက်ခဲတွေဒီဒုက္ခတွေစဉ်းစားကြည့်တဲ့အခါမှာလေနော်လောကမှာအခြားလူတွေအားလုံးကတော့ အစဉ်ပြေမှာပဲငါပဲဒီလိုဒုက္ခမျိုးကိုတွေ့ကြုံနေရတာပါလို့မိမိရဲ့အတ္တတဲမှာခံစားမှုတဲ့သူရှိကောင်ရှိလိမ့်မယ်နော်တနည်းအားဖြင့်တွေးမယ်ဆိုရင်ငါကြမဘာလို့ဒီလိုဒုက္ခတွေရောက်တယ်လဲငါကြမဘာလို့ဒီလိုပြဿနာတွေကြုံရတယ်လဲဆိုပြီးတော့တွေးဖူးလိမ့်မယ်နော်တကဘာလုံးမှာငါပဲခက်ခဲတယ်ငါပဲဒုက္ခရောက်တယ်ကျန်တဲ့လူအလုံးအစဉ်ပြေနေတယ်လို့ကျွန်တော်တို့တွေအတ္တတာထဲမှာမြင် အားလုံးကအဲ့လိုပဲခံယူကြလိမ့်မယ်။ဒီနေ့တီထားဖို့ရန်အတွက်ကကျွန်တော်ရဲ့ကျွန်တော်မှာကျွန်တော်ရဲ့ခက်ခဲရှိတယ်လို့ကျွန်တော်ရဲ့ကြေတနာရှိတယ်လို့ဒီမှာရှိတဲ့သူတွေအသက်တာထဲမှာလည်းမတူညီတဲ့အခက်ခဲဒုက္ခပြဒနာကိုစီရှိလိမ့်မယ်။တခါတလေကျွန်တော်တို့တွေတွေးရင်တွေးပူးလိမ့်မယ်နော်။ငါအဲ့လောက်ကြီးခက်ခဲရောက်တာငါအဲ့လောက်ကြီးဒုက္ခရောက်တာငါကုက္ကွယ်တဲ့ဘုရားကဘာဖြစ်လို့ငါ့ကို မကူညီတာလဲဘာဖြစ်လို့ငါ့ကိုဒီလိုခက်ခဲနေနေပဲပြီးတွေ့ရတယ်လဲဆိုပြီးတော့ဘုရားသခင်ကိုကျွန်တော်တို့အပြစ်တင်ကောင်းပြင်ပြတဲ့လူတွေညီကိုမတော်မတွေလဲရှိခြင်းရှိလိမ့်မယ်โอเคကျွန်တော်တို့ဒီနေ့တစ်ခုစဉ်းစားကြည့်အောင်လောကမှာလူတိုင်းလုံးဝတရားမတရားရခိုင်တော့ခက်ခဲမရှိဘဲနဲ့အစဉ်ပြေချုံးမွေ့နေတယ်ဆိုတဲ့လူမရှိပါဘူးကျွန်တော်တို့ခရိယံဘာသာကို ကိုးကွယ်တဲ့လူလဲသူ့ရဲ့ခက်ခဲသူ့ရဲ့ဒုက္ခသူ့ရဲ့ပြေတနာနဲ့ဗုဒ္ဓဘာသာကိုကိုးကွယ်နေတဲ့လူလဲသူ့ရဲ့ခက်ခဲသူ့ရဲ့ဒုက္ခသူ့ရဲ့ပြေတနာနဲ့လူတိုင်းမှာအခက်ခဲကိုစီရှိတယ်ဆိုတဲ့အကြောင်းလေးကိုအာနံပါတ်1အနေနဲ့အာတည်ဆည်ခြင်း ਨੇ ဒါကြောင့်ကျွန်တော်တို့ကလောကမှာရှိတဲ့လူတွေကလူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အခက်ခဲနဲ့ကြုံရတယ်ဘုရားသခင်ကလည်းကျွန်တော်တို့ဘာပြောထားလဲစုံစမ်းနှောက်ရှက်အာစုံစမ်းခြင်း လူ၌ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုတော့တင်တို့ဒီခံရကြတယ်တဲ့ဘုရားသခင်ဒီတစ္ဆာနှင့်၎င်းတစ္ဆာနှင့်ပြည့်စုံတော်မူသည့်ဖြစ်၍တင်တို့မခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းကိုမပေးဘူးလို့ပြောတယ်ဒီနေ့ကျွန်တော်ခက်ခဲရောက်တယ်ဒုက္ခရောက်တယ်ပြဿနာတက်တယ်ဒီအခက်ခဲကကျွန်တော်လုံးဝမဖြေရှင်းနိုင်တဲ့ပု္ပ္ပစာလားလုံးဝမကျော်လွှားနိုင်တဲ့ပု္ပ္ပစာလားဆိုတော့တေချာတွေးကြည့်မယ်ဆိုရင်မဟုတ်ဘူးเนาะ ဘုရားတခင်ကကျွန်တော်တို့ခက်ခဲနဲ့ပြီးတွေ့တယ်ဒုက္ခနဲ့ပြီးတွေ့တယ်အခြားတစ်ဖက်မှာဘာပြင်ဆင်ထားလဲဆိုတော့ကျွန်တော်တို့အတွက်လွတ်မြောက်ဖို့ရန်အတွက်ဖတ်မြောက်ရာလမ်းကိုလည်းဘုရားတခင်ကပဲပြင်ဆင်ထားပေးတာဖြစ်တယ်။ဘာကြောင့်ဒီလိုခက်ခဲနဲ့ပြီးတွေ့လဲဘာကြောင့်ဒီလိုဒုက္ခနဲ့ပြီးတွေ့ရတာလဲဆိုရင်သူ့ကိုတာ၍ကူးစားတတ်တဲ့အတ္တာရှိစေခြင်းတလို့ကျွန်တော်တို့ရဲ့အတ္တာအတ္တီကိုလည်းဤထက်ပို့ပြီးတော့ရင့်ကျက်စေနိုင်တဲ့အတ္တာ ရောက်ရှိနိုင်ဖို့ရန်အတွက်ဘုရားတခင်ကကျွန်တော်တို့ကိုစုံစမ်းခြင်းမျိုးမျိုးနဲ့ပေးတွေ့ရတယ်ဆိုတဲ့အကြောင်းလေးကို ပြောပြခြင်းနဲ့ပြီးတော့ဒီမှာရှိတဲ့ညီကိုမတော်မတွေကိုပြောပြခြင်းနဲ့အရာတစ်ခုလက်ပြာလေးလက်ပြာလေးတကောင်ရဲ့ဥပမာကိုကျွန်တော်တို့ကြည့်အောင်လက်ပြာတကောင်ဖြစ်လာဖို့ရန်အတွက်ကသူဟာဘဝဒီအရွယ်စား၃မျိုးကိုပြောင်းရတာဖြစ်တယ်လက်ပြာတွေကဥဥတဲ့ခါမှာအောက်ရွက်လို့ခေါ်တယ်အဲ့လိုရွက်ပြပြရွက်အကြီးကြီးရှိတဲ့နေရာတွေသူတို့ဥ ူချလို့ရလောင်နိုင်တဲ့နေရာတွေမှာဥဥလေးရှိတယ်အဲ့ပောက်ရွက်ဒီမှာတို့ဥဥတဲ့ခါမှာအဲ့ဥလေးကပောက်ရွက်မှာကပ်ပြီးတော့ဘလို့မှမမြင်တာလောက်တဲ့ဥလေးတူပဲဖြစ်တယ်အဲ့ဥလေးကနေပြီးတော့ဘာဖြစ်လဲဆိုတော့ပြွက်ကလေးတွေကိုဘာဖြစ်လဲစားရင်စားရင်စားရင်နဲ့အဲ့ပောက်ရွက်ကလေးတွေကဘာဖြစ်လဲဆိုတော့လိတ်သွားတယ်နော်လိတ်သွားတယ်ပြီးတော့အဲ့မှာဒီလိတ်ပြဥလိတ်ပြကလိတ်ပြအမေကအဲ့ပောက်ရွက်ပပတ်လေးကို ူရဲ့အစည်းတွေသူရဲ့အာဘယ်လိုပြောမလဲကျွန်တော်တို့ပြောမှာဇဒွေးပေါ့နော်အစည်းတွေ ਨੇ ကပ်ပြီးတော့ဘေးမှာထင်းရှူထင်းစည်းလေးတွေ ਨੇ ပတ်ပြီးတော့လိတ်လိုက်တာငငေတော့ကကျွန်တော်ကြားဘူးမလားမသိဘူးဒီလိတ်ပြာလေးမဖြစ်လာခင်မှာဒီထင်းစည်းလေးထဲမှာရှိတဲ့အကောင်ကိုကျွန်တော်တို့ကအာဘယ်လိုခေါ်ကြလဲဆိုတော့အာပိုးတောင့်ရှည်ပိုးတောင့်ရှည်လာကျွန်တော်တို့အဲ့လိုခေါ်ကြတယ်သူကတချို့ကကြတော့ဆုံးမတာလို့လည်းခေါ်ကြတယ်ဘာလို့ဆိုတော့ ထင်းစီထဲမှာအဲ့ထင်းစီကိုဖြဲကြည့်လိုက်အဲ့ထဲမှာအကောင်လေးရှိတယ်အဲ့ဒါကအခြားကောင်မဟုတ်ဘူးလိပ်ပြာဖြစ်လာမဲ့အကောင်အဲ့ဒါကိုဆရာဝန်တယောက်ကအဲစာရေးဆရာတယောက်ကဘာလုပ်တယ်လဲဆိုတော့အဲ့လိပ်ပြာဖြစ်မဲ့အကောင်လေးကိုသူကအကူညီခြင်းတယ်အဲ့တော့လိပ်ပြာကအသက်ရှင်ဖို့ရန်တော့ကဒီထင်းစီလေးခုနကအေးအေးအေးကြီးတွေနဲ့ဖုံးအုပ်ထားတဲ့ထင်းစီလေးကို သူကိုယ်တိုင် တိုးထွက်ရုံးကန်ထွက်လာမှသူကအဲ့အရည်ကြီးတွေဒီပိုးကောင်မှာကက်နေတဲ့အရည်ကြီးတွေအကုန်လုံးကဒီထင်းစည်းလေးတွေနဲ့ပွတ်တိုက်ပြီးတော့မှအရည်ကြီးတွေပြောင်းတဲ့အခါမှာသူ့ရဲ့အောင်မှန်လေးကထွက်လာနိုင်တာဟုတ်အဲ့ဒါကိုဇာရေးဆရာကဒီလက်ပြားလေးတနာတယ်ငါကယ်လိုက်မယ်ဆိုပြီးတော့ထင်းစည်းလေးကနေလက်ပြားလေးကိုသူ့ကိုယ်တိုင်ထွက်ခွင့်မပေးဘဲနဲ့အဲ့ထင်းစည်းလေးဖျဲပြီးတော့လက်ပြားအဲ့ပိုးတုံးလုံးလေးကိုဒီလိုသွားတဲ့အကောင်လေးကိုသူကညီကြီးပေါ်မှာချလိုက်တယ် တဏ္ဍာရီလောက်နေတော့သွားကြည့်လိုက်တာအဲ့ပူးကောင်လေးကတေးသွားတယ်ဇာယေးဆရာကတော့ကူညီချင်တာတော့ဇာယေးဆရာကကူညီချင်တာ तू ကသွားကူညီလိုက်ပေးလိုက်တာဒါပေမဲ့ तू ကူညီပေးလိုက်တဲ့အရာကအရာမယောက်ဖဲနဲ့ပူးကောင်လေးကတေးသွားတာပူးကောင်ရဲ့တဘာဝဖြစ်စဉ်ကလူများကူညီလို့မရဘူးလူများသွားပြီးတော့လှုပ်ဆောင်ပေးလို့မရဘူးအဲ့ထင်းစည်းကို तू ကိုယ်တိုင်ယုံဖွက်လာမှဥမာကတ်နေတဲ့အရေးကြီးတဲ့အကုန်လုံးကအာသင်စီနဲ့ ဘယ်လိုပြောမလဲပုတ်တိုက်ပြီးတဲ့ခါမှာစေးကြောပြီးတာဖြစ်လာမှာသူကအပြင်ထွက်လာတဲ့ခါမှာအတောင်မှန်လေးဖြစ်ပြီးတော့ပြန်တန်းလို့ရမှာဖြစ်တယ်ကျွန်တော်ဒီထဲကနေပြီးတော့ကျွန်တော်ဥပမာတစ်ခုအနေနဲ့ကျွန်တော်ယူကြည့်အောင်ဒီပိုးကောင်လေးဒီထင်းစီးတဲ့ကနေထွက်ဖို့ရန်အတွက်အခက်ခဲလေရှိနိုင်တယ်เนาะအခက်ခဲလေရှိနိုင်တယ်သူရုန်းကန်ရမှာလည်းရှိနိုင်တယ်ဘာဖြစ်လို့လဲဒီအခက်ခဲတွေကြော်လွားလို့ရှိရင်ဘာဖြစ်လဲသူ့အတွက် တာယာလှပတဲ့ပင်လယ်ပြင်ကြီးကိုလည်းကြည့်လို့သူမြင်နိုင်တယ်ပြီးတော့တာယာလှပတဲ့ဘန်းဝိရီတွေကိုလည်းသူစုပ်နိုင်တာဖြစ်တယ်နော်ကျွန်တော်ရဲ့တက်တာထဲမှာလည်းဒီနေ့ဘဝမှာကျွန်တော်အခက်ခဲမျိုးမျိုးနဲ့ကြုံရမယ်ဒုက္ခမျိုးမျိုးတွေနဲ့ရင်ဆိုင်လာရတဲ့အခါမှာဒီနေ့ခေတ်လူငယ်လေးတွေကျွန်တော်တို့ကြည့်မယ်ဆိုရင်အများစွာတော့လူငယ်လေးတွေခက်ခဲကြတယ်ပင်ပန်းကြတယ်ဒုက္ခရောက်ကြတယ်အာကျွန်တော်ကိုယ်တိုင်လည်းအာကိုချင်းစားတယ် ဒါပေမဲ့တခါတလေကျွန်တော်တို့တွေးမှာတော့ဘုရားကဘာဖြစ်လို့ငါ့ကိုမမဆတာလဲငါ့ကိုဘာဖြစ်လို့မကူညီတာလဲဆိုပြီးတော့အမြဲတမ်းကျွန်တော်တို့ကမေးခွန်းထုတ်တတ်တဲ့အတ္တတာမျိုးဖြစ်ရင်လည်းဖြစ်နိုင်တယ်ဒီနေ့ကျွန်တော်တို့ကိုယ်ွယ်တဲ့ဘုရားကတင့်ကိုမကူညီနိုင်တာမဟုတ်တယ်လို့တင့်ကိုမမဆနိုင်တဲ့ဘုရားလည်းမဟုတ်ဘူးတင့်ကိုယ်တိုင်ဒီအခက်အခဲပြဿနာတွေကယုံထွက်လာပြီးတော့တင့်ကိုယ်တိုင်လွတ်မြောက်လာနိုင်တဲ့လမ်းတင့်ကိုယ်တိုင်ယုံပြီးတော့တင့်ကိုယ်တိုင်အာစူးစမ်းအားထုတ်ပြီးတော့ တ်မြောက်တဲ့လမ်းကိုဘုရားသခင်ကလိုချင်တာဖြစ်တယ်။ဒါကြောင့်ဒီစုံစမ်းခြင်းမျိုးကိုပေးတယ်တ်မြောက်ရာလမ်းကိုဘယ်သူကပြင်ဆင်ထားတယ်လဲဆိုတော့ဘုရားသခင်ကပဲပြင်ဆင်ထားတာဖြစ်တယ်နော်။ဒါကြောင့်ကျွန်တော်တို့အပိုးကောင်လေးရဲ့စန္ဒမူနာကိုယူပြီးတော့ငါဒီအခက်ခဲငါဒီပြဿနာကနေပြီးတော့ယုံထွက်လာလို့ရှိရင်ငါအတွက်ဘုရားသခင်ပြင်ဆင်ထားတဲ့ဒါရလှပတဲ့တတတဲ့ကိုငါတို့ ပိုင်ဆိုင်ရမယ်ဆိုတဲ့အသက်တာလေးကိုဒီမှာရှိတယ်။ညီကိုမော်နမတွေကိုနံပါတ်1အနေနဲ့ကျွန်တော်ပြောပြချင်တာဖြစ်တယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့တက်တာခက်ခဲခြင်းနဲ့ကြုံနေရင်ဆိုင်ရတယ်ဝမ်းနည်းနေဖို့မဟုတ်ဘူးနော်။ဒုက္ခမျိုးစုံနဲ့ကြုံနေဝမ်းနည်းနေဖို့မဟုတ်ဘူး။ကျွန်တော်တို့ဒီခက်ခဲဒီပြဿနာတွေပြီးသွားရင်ဒီစုံစမ်းခြင်းတွေပြီးသွားရင်ငါ့အတွက်ရတခင်ပြင်ဆင်ထားတဲ့ကောင်းချီးမင်္ဂလာတွေက သူ့ စောင့်နေတယ်ထွက်မြောက်ရာလမ်းကကျွန်တော်တို့အမြဲတမ်းဘုရားသခင်ကပြင်ဆင်ထားပေးတယ်ဆိုတာကိုကျွန်တော်တို့တွေအာတိစေချင်တာဖြစ်တယ်အဲ့တော့အာလူငယ်လေးတယောက်ကတဲ့သူကဘုရားသခင်စီမှာဆူတောင်းနေတဲ့ဘုရားသခင်စီမှာဆူတောင်းနေဘလို့ဆူတောင်းလဲဆိုတော့ကိုရောကျွန်တော်ဒီတောင်းကိုတက်မယ်နော်ဒီတောင်းကိုတက်တဲ့ခါမှာခက်ခဲရင်ခက်ခဲမယ်ကြမ်းတမ်းရင်လည်းကြမ်းတမ်းမယ်တို့တော့ကိုရောကျွန်တော်နဲ့အတူပါရှိပေးပါ ဆိုပြီးတော့တောင်အောက်ကနေပြီးတော့ စူတောင်းပြီးတောင်းပေါ်တက်တယ်တဲ့အဲ့တော့ကောင်အောက်ကနေတောင်းပေါ်တက်တဲ့ခါမှာခြေလန်းကလူနှစ်ယောက်စာခြေလန်းမြင်ရတယ်တဲ့ကောင်လေးရဲ့ခြေလန်းနဲ့တနည်းအားဖြင့်ပြောမှာဆိုဘုရားသခင်ရဲ့ခြေလန်းခြေလန်းနှလန်းမြင်ရတယ်တဲ့အဲ့မှာကောင်လေးကတောင်းပေါ်တဲရင်တဲနဲ့တောင်တဝက်လောက်ရောက်တော့ခြေလန်းတလန်းကိုပဲရှင်းရှင်းလင်းလင်းမြင်ရပြီးတော့နောက်တလန်းဟာမြင်လိုက်ပြောက်လိုက်မြင်လိုက်ပြောက်လိုက်နဲ့တောင်တဝက်မှာတွေ့ရတယ်တဲ့ အဲ့ဒီတောင်အဆုံးထိတက်မယ်လောက်တဲ့ခါမှာခြေလန်တလန်ပဲတွေ့ရတော့တယ်တဲ့အဲ့တော့ကောင်းလေးကတောင်ပေါ်တက်လိုက်ပြန်ကြည့်လိုက်ခြေလန်တလန်ပဲတွေ့တော့ဩဘုရားသခင်ငါနဲ့အတူပါမရှိတော့ဘူးငါအခုဒီမှာခက်ခဲကြုံနေရတာဘုရားသခင်ငါ့ကိုပစ်သွားပြီထင်တယ်ဆိုပြီးတော့တောင်ပေါ်ကိုသူရောက်အောင်ရေစာတယ်ပြင်မှန်းတယ်နွမ်းနေတယ်ဒါပေမဲ့တောင်ပေါ်ကိုရောက်အောင်သူတက်တယ်တဲ့တောင်ပေါ်ကိုရောက်သွားတဲ့ခါမှာကြည့်ရတော့လေ ခြေလန်းကတလန်းပဲတွေ့တယ်ခြေရာကတရာပဲတွေ့တော့အဲ့မှာသူစူတောင်းတယ်တဲ့ကိုတော့ဘာဖြစ်လို့ကျွန်တော်နဲ့အတူမပါရှိတာလဲကျွန်တော်တို့ဒီလောက်ကျွန်တော်ဒီလောက်ပင်မန်းနေပြီလေကိုတော့ကျွန်တော်ဒီလောက်ခက်ခဲနေပြီကိုတော့ကဘာဖြစ်လို့ကျွန်တော်နဲ့အတူမရှိတာလဲလို့ဘုရားသခင်စီမှာမေးခွန်းထုတ်တော့ဘုရားသခင်ကစကားတခွင်းပြန်ဖြေတယ်ဘာဖြေတယ်လဲဆိုတော့ငါသားအခုမင်းမြင်တွေ့နေရတဲ့ခြေရာဟာ ဘဒုခြေရလည်းမင်းပြန်ကြည့်လိုက်ဦးအခုမြင်တွေ့နေရတဲ့ခြေရကမင်းခြေရမဟုတ်ဘူးငါတာငါခြေရပဲဖြစ်တယ်မင်းတောင်တဝက်လောက်မှာကလေးရတိုင်းမင်းပင်ပန်းနေတာကိုငါမကြည့်ရတော့လို့မင်းကငါတောင်ပေါ်ထိရောက်အောင်ပခုံးထမ်းတင်လာပြတာဖြစ်တယ်အခုမင်းမြင်တွေ့နေတဲ့ခြေရမင်းရဲ့ခြေရမဟုတ်ဘူးငါရဲ့ခြေရဖြစ်တယ်ငါသားဆိုပြီးတော့ဘုရားတခင်က လူငယ်လေးကိုပြောပြတာဖြစ်တယ်ကျွန်တော်တို့လည်းဒီနေ့ ဘဝမှာခက်ခဲတယ်ပင်ပန်းတယ်ခုနကလူငယ်လေးလိုပဲဘုရားသခင်ကျွန်တော်နဲ့အတူပါရှိပါသလားလို့ကျွန်တော်တို့ရဲ့တက်တာထဲမှာခံစားနေရတဲ့အချိန်မှာပင်လင်ကျွန်တော်တို့ရဲ့ခက်ခဲတယ်ကျွန်တော်တို့ရဲ့ပြဿနာတွေအားလုံးကိုဒီခက်ခဲဒီပြဿနာတွေအားလုံးအတွက်ဖတ်မြောက်ရာလမ်းကိုကျွန်တော်ကျွန်မအတွက်ပြင်ဆင်ထားပေးပြီးသားတူကဘုရားသခင်ဖြစ်တယ်ဆိုတာကိုသိစေချင်တာဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်တို့စုံစမ်းနှောက်ရက်ခြင်းကတော့လူငယ်တိုင်းလဲကြုံရမယ် လူကြီးတိုင်းရောမကြုံရဘူးလို့ဆိုတော့ကြုံရမယ်။ဒါပေမဲ့မတူတဲ့အရာတစ်ခုကကျွန်တော်ယုံကြည်သူတွေစုံစမ်းနောက်ဆက်ချင်းမျိုးကြုံလာရတဲ့အခါမှာဖတ်မြောက်တဲ့ဖတ်မြောက်ရာလမ်းကိုကျွန်တော်တို့ဥပယ်တဲ့ဘုရားသခင်ကပြင်ဆင်ထားပေးပြီးတာ။ကျွန်တော်တို့ခက်ခဲရောက်တဲ့အခါမှာခက်ခဲချင်းနေတယ်မှာပဲကျွန်တော်တို့လမ်းဆုံးသွားဖို့ရန်အတွက်ကျွန်တော်တို့ကူးကွယ်တဲ့ဘုရားသခင်ကအခွင့်မပေးဘူး။ခက်ခဲချင်းနေရင်အဆုံးမှာပါရှိလဲဆိုတော့အောင်မြင်ချင်းနေရှိတယ်။ဒီခက်ခဲပြဿနာတွေကို ဘုရားရဲ့အလိုတော်နဲ့အညီကြော်လွားနိုင်တဲ့လူတိုင်းတွေခြေမှာဘာတွေစောင့်ကြိုနေတယ်လဲဆိုတော့ခုနကပြောတဲ့လက်ပြာလေးတကောင်အပြင်မှာထွက်လာရင်တာယာလှပတဲ့တောတောင်တွေပန်းဝိရီတွေပန်းပင်တွေမြင်တွေ့တယ်လို့ကျွန်တော်တို့အတွက်ဒီခက်ခဲကြီးကိုကြော်လွားခဲ့လို့ရှင်အိုးဘုရားသခင်ရဲ့ကြီးစုတော်ကြောင့်ငါဒီလိုခက်ခဲဒီလိုပြဿနာကနေကြော်လွားနိုင်ပြီဆိုတဲ့ဝမ်းတာချင်းမျိုးကိုကျွန်တော်တို့တွေရရှိမှာဖြစ်တယ်။ဒါကြောင့် ကျွန်တော်အမှန်နဲ့ပြောကျွန်တော်12နှစ်လောက်ကဂျုံခဲ့တဲ့အခက်ခဲကလေအခုကျွန်တော်တဟာတလို့ပဲဒါပေမဲ့ဒီတုံးကမလွယ်ဘူးနော်ဒီမှာရှိတဲ့လူတွေလည်းနော်ပြီးခဲ့တဲ့နှစ်ကဂျုံခဲ့တဲ့အခက်ခဲပြဿနာတွေကဒါအခုပြန်ကြည့်မယ်ဆိုဟာတလို့ပဲဒါပေမဲ့အခုမရှိဖြစ်ပြနေတဲ့ခက်ခဲပြဿနာရောငါမဖြေရှင်းနိုင်တော့ဘူးငါဒီခက်ခဲကြီးကိုမကျော်တော့မကျော်လွှားနိုင်တော့ဘူးလို့ထင်နေပေမဲ့ ကျွန်တော်ရဲ့တက်တာအော်ဘာပဲဖြစ်ဖြစ်ဖရားရဲ့အလိုတော်ပဲကိုတော်နဲ့အတူလမ်းဆုံးတိုင်းရှောက်မယ်ဆိုတဲ့အတ္တမျိုးတော့ကျွန်တော်တို့ပြင်ဆင်ထားကြည့်လိုက်နောက်တစ်ချိန်မှာကျွန်တော်တို့အခုကြုံတွေ့ရတဲ့ခက်ခဲတာအာတအတ္တဘုံဖြစ်သွားလိမ့်မယ်နော်ပြောချင်တာကတော့ဘုရားတခင်ကကျွန်တော်တို့ကိုပစ်ထားတဲ့ဖရားမဟုတ်ဘူးကျွန်တော်တို့နဲ့အတူပါရှိပေးနေတဲ့ဘုရားဖြစ်တယ်အခက်ခဲကြုံတဲ့အခါတိုင်းမှာပင်လင်ရုံငိုင်းကိုအကူညီခြင်းလို့ရူပီကိုမကူညီခြင်းလို့ဆိုပြီးတော့ပစ်ထားတဲ့ ဖျားမဟုတ်ဘူးဆိုတာကျွန်တော်တို့တွေကြည်စီရှင်တယ်ဒီလိုအခက်ခဲတွေဒီလိုပြဿနာတွေနဲ့ပေးကြုံနေရတဲ့အချိန်တိုင်းမှာပင်ဘာဖြစ်လဲအီမာနွေလာဖျားဟာကျွန်တော်တို့နဲ့အတူရှိနေပေးတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့တွေသိရဒီအခက်ခဲတွေဖျားတခင်မကူညီနိုင်တာမဟုတ်ဘူးဒီအခက်ခဲတွေကိုလူငိုင်းဖြည့်ရှင်းနိုင်မှဒီအခက်ခဲတွေရဲ့ချီရှင်းလာတဲ့အရာတာနဲ့အတ္တတာကိုခံစားရမှာဘို့အဲကြောင့်မလို့ ရတခင်ကကျွန်တော်တို့စုံရှမ်းခြင်းစုံဆန်းခြင်းပြီးတဲ့ခါမှာလေစိတ်ညစ်ပြီးညီးတွားနေဖို့မဟုတ်ဘူးဝမ်းမြောက်ဖို့ဖြစ်မယ်ဘာဖြစ်လို့လဲဖျားတခင်ကျွန်တော်တို့ကိုပြစ်မထားဘူးကျွန်တော်တို့တို့ထမြောက်ရလမ်းကိုလည်းအတူပါရှိမယ်ပြီးတော့ဒီအခက်ခဲတဲမှာပင်လင်ကကိုကိုွယ်တဲ့ဖျားကငါနဲ့အတူပါရှိမယ်ဆိုတဲ့ဝမ်းမြောက်ခြင်းဟာကျွန်တော်တို့စီမှာရရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုဒီမှာရှိတဲ့ညီကိုမော်ဒမတွေကိုအနေနဲ့ပြောပြခြင်းနဲ့ပြီးတော့နောက်တစ်ခုကျွန်တော် ချမ်းပိတ်လေးတစ်ပိတ်ဖက်ချင်တယ်ခေရှာရအခန်းကြီး40အပိုင်းငယ်29အဲ့မှာကျွန်တော်တို့ဘာတွေ့ရတယ်လဲဆိုရင်ခါဝရဖျားဒီမောတော်သူတို့အားခွန်အားကိုပေးတော်မူ၏နွမ်းနေတော်သူတို့အားအစွမ်းတက်သည့်နှင့်ပြည့်စုံတော်အခွင့်ကိုပေးတော်မူ၏လို့ရေးထားတာဖြစ်တယ်နော်အင်မတန်မှယုံကြည်သူတွေအတွက်ခွန်အားယူစရာကောင်းတဲ့ကျမ်းပိုက်လေးဖြစ်တယ် ကျွန်တော်ရဲ့ဘဝအတ္တကျွန်တော်ရဲ့ဘဝခီးမှာကျွန်တော်တွေလမ်းလျှောက်လမ်းလျှောက်ရတဲ့ခါမှာเนาะဘဝရဲ့အတ္တခီးကိုလျှောက်ရတဲ့ခါမှာတခါတလေမမောဘူးလားလူဖြစ်တဲ့အတွက်ကြောင့်မောပါတယ်เนาะလူမောရင်မောတယ်လူမမောရင်စိတ်မောရတဲ့အခြေအနေလည်းအများကြီးရှိတယ်เนาะလူပင်မန်းရင်ပင်မန်းမယ်လူမပင်မန်းရင်လည်းစိတ်ပင်မန်းရတဲ့အခြေအနေလည်းအများကြီးရှိမယ်အာ ဘယ်လိုပြောမလဲကျွန်တော်တို့အခုနောက်ပိုင်းဆိုဘုရားရဲ့ကြီးစုတော့ကြောင့်ကျွန်တော်တို့အာမှုတော်တွေတွားတဲ့အခါမှာတနည်းအားဖြင့်ခန္ဓာကိုယ်နဲ့တော့တနေကုန်တွားလာလှုပ်ရှားရတဲ့ဒီခန္ဓာကိုယ်နဲ့ဝင်ထမ်းရတဲ့အရာတော့ရှိပေမဲ့ဒီခန္ဓာကိုယ်ကကျွန်တော်တို့အရင်တော့အလုတ်လုတ်တလောက်တော့မှုတော်တွေတွားရတာကတော့မပင်မှန်းမှုဒါကတော့တစ်ခုအနေနဲ့ပြောရင်တော့မှန်တယ်ဒါပေမဲ့ဘာပင်မှန်းတယ်လဲဆိုရင်ဒီမှာစိတ်ပင်မှန်းတယ်နော် ိတ်ညစ်စရာတွေလည်းအများကြီးကြုံရတယ်ဝမ်းမြောက်စရာတွေလည်းအများကြီးကြုံရတယ်ကျွန်တော်မှုတော်တွေမသွားခင်တုန်းကသပင်းမဖြူဘူးနော်မှုတော်တွေသွားပြီးနောက်ပိုင်းမှာစိတ်စားစရာတွေတူခေါ်စရာတွေများတော့တကောင်းလုံးအားဖြူနေတာပဲဇနီးတွေကကျွန်တော်ခေါင်းတချမ်းတချမ်းနော်ရက်တအုပ်စာလောက်ပဲသူသပင်းအမွေးဖြူနှုတ်ပေးရင်ပင်တရာလောက်ပါအဲ့တော့ တော်ပြီးတော့ကြာရင်ကငကွားမှာနှစ်ဖူးပြောင်းပါတယ်ဆိုတော့အာစီသမကတုံးမှာပြောင်းနေကတုံးမှာတုံးရရင်အဆင်မပြေဘူးစပင်မွေးဖြစ်ရင်လည်းကတိုင်းမဲ့ထားလိုက်တော့လို့အာကျွန်တော်သူ့ကိုပြောလိုက်ဒီနေ့ကျွန်တော်ဗာပြောချင်တယ်လဲဆိုတော့ကျွန်တော်တို့စိတ်ပင်ပန်းတဲ့အခါရှိမယ်ကျွန်တော်တို့အားရော့ပြီးတော့နွမ်းလျားတဲ့အခါတွေရှိမယ်ကျွန်တော်ဒီခက်ခဲကြီးကိုမကြော်လွားနိုင်ဘူးဒီခက်ခဲကြောင့်ကျွန်တော်ပင်ပန်းတယ်လို့ကျွန်တော်တို့ညီးငွေ့ရတဲ့အချိန်ရှိရင်ရှိမယ် ထိုအချိန်မျိုးမှာပင်လင်ကျောတို့ကိုးပယ်တဲ့ဘုရားကဗာပြောလဲဆိုတော့မောနေတဲ့သူတွေအတွက်ခွန်အားကိုငါဖြည့်ပေးဦးမယ်နော်တဲ့မင်းတို့မောနေပြီလားကျောတို့အလုတ်လုတ်တဲ့အခါမှာနော်အရန်ပင်မှန်ပြီးတော့ချွေးထွက်လာတဲ့အခါမှာရေအေးအေးလေးတစ်ခွက်ကိုတောက်လိုက်ရရင်ခွန်အားတွေပြန်ပြည့်လာတယ်လို့ခံစားရတယ်နော်ဒါပေမဲ့ဒီနေ့ကျောတို့ကိုးကွယ်တဲ့ဘုရားကတော့မင်းတို့တွေမောနေပြီလားမစိုးရင်ကြနဲ့မင်းတို့ တို့ကုန်ခန်းသွားတဲ့အာအင်တွေကိုငာပြန်ဖြည့်ပေးမယ်မင်းတို့မောပန်းနေတဲ့အချိန်မှာမင်းတို့ခွန်အားတွေဖြည့်ပေးဖို့အတွက်အသက်ရှင်နေတဲ့ဖရာရှိသေးတယ်ဆိုတာကိုမင်းတို့တွေတတိယပါတဲ့ပြီးတော့လောကမှာလက္ခဏာတလေကျွန်တော်တို့အများပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ခြင်းတွေလှောင်ပြောင်ခြင်းတွေခံရတဲ့အခါမှာကျွန်တော်တို့တိမ်ငယ်ခြင်းတွေနွမ်းနေခြင်းတွေအများကြီးမရှိဘူးလားရှိတယ်နော် ျွန်တော်ဆိုရင်ပူဆိုးမှာအဲ့လိုဆိုတော့ကျွန်တော်ဆိုရင်မှုတော်နဲ့ပတ်သက်လာကျွန်တော်တို့လောကမှာတင်ခဲ့တဲ့ပညာရယ်ဆိုလို့အားမမရှိဘူးလေအဲ့တော့ဘေဒူနဲ့ပဲရှင်ရှင်ကိုဟာနွမ်းနေနေတဲ့သူတယောက်လိုပဲဒါပေမဲ့ဘုရားသခင်ကဘာပြောလဲဆိုတော့မဆိုးရင်နဲ့ငါသားမိဘက်မှာငါရှိတယ်မိဘအစွမ်းတက်တိတွေခွန်အားတွေပြည့်စုံအောင်ပြင်ဆင်ပေးပါကငါဘုရားဖြစ်တယ်ဆိုပြီးဒီနေ့ဘုရားသခင်က ကျွန်တော်ဂျမတို့ကိုပြောနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့လောကမှာအသက်ရှင်ရတဲ့အခါမှာကျွန်တော်ဟာစာမတက်လို့ကျွန်တော်ဟာအာမြို့ရိုးနေပါလို့ကျွန်တော်ဟာတကောင်ကျွတ်ဖြစ်ဖို့ဆိုကိုကိုကိုနွမ်းနယ်နေဖို့မဟုတ်ဘူးအဲ့လိုနွမ်းနယ်နေတဲ့လူတိုင်းမှာဘုရားကိုအားကိုးပါတဲ့ဘုရားကကျွန်တော်တို့ကိုအစွမ်းတက်တီတွေနဲ့ပြန်လဲပြီးတော့ပြည့်စုံလာနိုင်ရတဲ့အခွင့်ကိုပြင်ဆင်ပေးမယ်လို့ဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကပြောနေတာဖြစ်တယ်နော် ။အဲကြောင့်မလို့ဒီလောက်ကောင်းမြတ်တဲ့ဖရာကျွန်တော်တို့ဘက်မှာရှိတယ်။လောကမှာဘလောက်ပဲခက်ခဲတွေကြုံပါစီမူကျွန်တော်တို့ကစိုးရင်နေဖို့လားဆိုတော့စိုးရင်နေဖို့မဟုတ်ဒီခက်ခဲတွေပြီးသွားရင်ဝတ်မြောက်ခြင်းနေလာတော့ဒီပြဿနာကြီးပြီးသွားရင်ပျော်ရွှင်ခြင်းနေကျွန်တော်တို့လာတော့ဒီပြဿနာကဒီပြဿနာနဲ့လမ်းဆုံးသွားဖို့အတင့်မှာဒီခက်ခဲနဲ့လမ်းဆုံးသွားဖို့အတင့်ကိုဘုရားသခင်အလိုမရှိဘူး ဒီအခက်ခဲကြုံလာအဲ့ခက်ခဲကြုံလာတဲ့ထပ်မြောက်ရာလမ်းကိုလေကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကပြင်ဆင်ထားပေးတယ်လို့ကျွန်တော်တို့အဲ့ခက်ခဲဖြေရှင်းနေတဲ့အချိန်မှာပင်လေမောပန်းလာတယ်နွမ်းနယ်လာတယ်ဆိုရင်လေဘုရားတခင်ကဘာပြောလဲမစိုးရင်နဲ့မင်းတို့ငါခွန်အားနဲ့ဖြည့်ပေးဦးမယ်ဆွမ်းတက်တိတွေလေငါပြင်ဆင်ပေးဦးမယ်လို့ဒီနေ့ပြောနေတဲ့ဘုရားဖြစ်တယ်ဆိုတဲ့အကြောင်းလေးအာကျွန်တော်ဒီနေ့ဒီလောက်နဲ့ပဲဒီမှာရှိတဲ့ညီကောင်မတွေကို အာဝေငှချင်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့တက်တာထဲမှာကိုဘလောက်ပဲခက်ခဲကြုံကြုံဒုက္ခကြုံကြုံငါကိုကိုွယ်နေတဲ့ဖရာဟာအလောက်တောင်ကောင်းမြတ်တယ်ဆိုတာကိုတည်စေခြင်းနဲ့ဒါကြောင့်ကျွန်တော်ကိုကိုွယ်တဲ့ဖရာမကောင်းမြတ်ဘူးလားဆိုတော့ကြည့်နော်ဒီကျမ်းပိုက်လေးနှစ်ပိုက်ကိုကြည်ချင်းအဖြစ်ကျွန်တော်ဘဝအတွက်လုံလောက်ဒီကျမ်းပိုက်လေးကိုကျွန်တော်တို့ကြည်ချင်းအဖြစ်ကျွန်တော်ရဲ့အနာဂတ်အတွက်လုံလောက်တာဖြစ်တယ်အဲ့လောက်ကောင်းမြတ်တဲ့ဖရာနဲ့ကျွန်တော်တို့နေ့ရက်စဉ်တိုင်း မိတ္တာရောက်ဖွဲ့လာလို့ရှိရင်ကျွန်တော်တို့လောက်ဝမ်းမြောက်เสียကောင်းနေသူလောကမှာရှိမှာပေါ့နော်အဲကြောင့်မလို့ခက်ခဲကြုံလာရင်လေအမငယ်ပါနဲ့ကျွန်တော်တို့ဒုက္ခဆင်းရဲတွေတွေ့ကြုံလာလို့ရှိရင်လေဝမ်းမနေပါနဲ့ဆိုတဲ့အကြောင်းဒီမှာဒီမှာရှိတဲ့ညီကောင်မတွေကိုမှာချင်းတယ်အဲလောက်ကောင်းမြတ်တဲ့ဘုရားကိုကျွန်တော်ကျမတို့အနေနဲ့ပါလို့ဖို့လိုအပ်တယ်လေဆိုတော့66ခုမြောက်သောစာလံပိုက်ငယ်ရှင်းမှာပါတွေ့ရတယ်လေဆိုတော့ အချင်းလူစုတို့ငါတို့ဘုရားသခင်ကို ကောင်းချီးပေးကြလော့ဂုံတော်ကိုချီးမွမ်းချီးမွမ်းတော်စကားတန်နဲ့ကြွေးကြော်ကြလော့တဲ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားဟာသူ့ကိုချီးမွမ်းတာကိုနှစ်သက်တဲ့ဘုရားဖြစ်တယ်။ဒါကြောင့်မလို့နေရဲစင်တိုင်းကျွန်တော်တို့အလုတ်လုတ်နေရတဲ့အချိန်တွေရှိမယ်။တွာလာလှုပ်ရှားရတဲ့အခါတွေကျွန်တော်တို့တွေဂျုံတိုက်တဲ့အခါတွေရှိမယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာလုပ်ရမှာလဲ။နည်းနည်းမိုးစလင်းနေဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာ။ တနည်းအားဖြင့်ဒီနေ့ဒီချိန်မှာเนาะမနှက်ဖြန်ဆိုတာကျွန်တော်တို့တဖျားတခင်ကျွန်တော်တို့ဘဝမှာเนาะကျွန်တော်တို့ဘဝမှာမနှက်ဖြန်ဆိုတာတရက်ပဲကျွန်တော်တို့ဖျားတခင်ဖန်ဆင်းပေးတာဖြစ်တယ်မနှက်ဖြန်လို့နေ့မျိုးလဲပေတော့မှရောက်ရှိလာမှာမဟုတ်အဲကြောင့်မလို့မနှက်ဖြန်ရောက်လာတဲ့အခါမှာကျွန်တော်တို့နေ့တစ်ကြီးနဲ့ကရုဏာတစ်ကြီးကိုပြင်ဆင်ပေးတယ်ကျွန်တော်노ထခွင့်ရတဲ့အတွက်ကိုရောကို ေစုတင်တယ်နော်ဆိုတော့ဂျေစုတော့ချီးမွမ်းတတ်တယ်နှလုံးသားလေးရှိဖို့ရနော်လိုအပ်တာဖြစ်တယ်မနှက်ဖြန်ကျွန်တော်တို့မနှက်ဖြန်ဆိုတဲ့ဒီ24နှစ်ဟာကျွန်တော်တို့ကမနှက်ဖြန်ကုန်ဆုံးသွားရင်နောက်ထပ်မရနိုင်အဲ့တော့နှစ်ချင်းနဲ့ကျွန်တော်တို့နှစ်တည်နှစ်တည်နဲ့ပြန်လဲစဉ်းစားပြီးရည်သွက်ချီးမွမ်းဖို့မဟုတ်ဘဲနဲ့နေ့ရက်အစဉ်တိုင်းမှာကျွန်တော်တို့ဖျားတခင်ကိုကျွန်တော်ရည်သွက်ချီးမွမ်းတတ်တဲ့အတ္တတရှိဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်မရပြန်တနေ့ဖရာရဲ့ကြီးစုတော်ကြောင့်ကျွန်တော်တို့ ကုံဆုံးနိုင်ရတဲ့ခွင့်ပေးခဲ့ရင်ဘက်ခါတပတ်ခါမနှက်ပြန်နဲ့မတူဘူးเนาะတပတ်ခါပြန်လဲပြီးကျွန်တော်နှုတ်ထခွင့်ရတယ်ဆိုရင်တပတ်ခါတော့ကျွန်တော်ဘုရားသခင်ကိုယေရှုတင်ရအောင်ကျွန်တော်အာကျွန်တော်ကိုဆရာတယောက်ကပြောဖူးတဲ့စကားလေးလှုပ်ဆောင်နေရတဲ့အရာရာအတိုင်းမှာဘုရားသခင်ရဲ့ယေရှုတော်ကိုချီးမွမ်းတက်ဖို့ရန်အတွက်အမတမအရေးကြီးတယ်တဲ့ဘုရားသခင်ဟာသူ့ကိုချီးမွမ်းတဲ့သူတွေကိုလည်းပြန်လဲပြီးတော့ဗာပြောလဲဆိုတော့ ကောင်းချီးပေးဦးမယ်လို့ပြောထားတဲ့ဘုရားဖြစ်တာ။အဲကြောင့်မလို့ငါတာဒီဘတ်စကားပေါ်တက်ရရင်လည်းဖျက်ခင်ကောင်းမြတ်တယ်ကျေးဇူးတော်ချီးမွမ်းရေတောက်ရရင်လည်းအော်ဖျက်ခင်ကျေးဇူးတော်ကြောင့်ရေတောက်ရတယ်။အစာစားရရင်လည်းဖျက်ခင်ကျေးဇူးတော်ကြောင့်အစာစားတောက်နေရတဲ့ခွင်းကိုရတယ်ဆိုပြီးတော့ကျွန်တော်တို့အရာရတိုင်းမှာကျေးဇူးတော်ကိုချီးမွမ်းတတ်တဲ့နှလုံးသားကျွန်တော်တို့ပြင်ဆင်ရရှိထားပြီဆိုရင်ဘုရားသခင်ကလည်းကျွန်တော်တို့ကို ကြီးမြောက်ခြင်းနေနဲ့ပြန်လဲရစ်ပတ်အောင်မယ်လို့ကျွန်တော်တို့ကပြောပြထားတာဖြစ်တယ်เนาะအဲကြောင့်လို့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေတခါတလေကျွန်တော်တို့လောကမှာလိမ်မာရတာနည်းနည်းခက်ခဲတယ်လို့ရေเนาะဟုတ်တယ်เนาะလူငယ်တွေလူငယ်တော်တော်များများကကျွန်တော်ကျွန်တော်အခုကျွန်တော်နဲ့တီးတယ်လူငယ်ညီကိုမောင်နှမတွေကိုဘာကြောင့်အခုလို့ကျွန်တော်ရတဲ့လောက်ကျွန်တော်နှုတ်ကပတ်တမတရားနဲ့အာသူတို့ကလိလာကြတယ်လဲဆိုရင် ဒီအရာကိုကျွန်တော်တို့အချိန်မပေးပြင်လေမဟုတ်တာတွေပဲကျွန်တော်တို့ကောင်းထဲမှာထထပြီးတွေးတက်လာနင်တို့ကျွန်တော်တို့ညီငယ်တယောက်ကမေးပွဲဆရာလောကမှာကြည်ဖះကိုမယုံကြည်တဲ့ဖះကိုမတိတဲ့လူတွေကြတော့အာသူတို့ကပျော်ဆရာကြီးနော်ဆရာအိယာကြီးကြောင့်တောက်လိုက်စားလိုက်ပျော်လိုက်ပါလိုက်ပြီကျွန်တော်တို့ကြတော့အဲ့လိုလည်းမဟုတ်ဘူးဆရာဂိမ်းလေးတောင်စောက်လို့မရဘူးနောက်ပိုင်းဒီဂိမ်းလေးတောင်ကျွန်တော်တို့ကစောက်ပြီးမရှိဆိုတော့ကျွန်တော်တို့အတွက်ကပျော်ဆရာလည်းမရှိဘူး ဆရာဘလိုကြီးလဲအဲ့လိုမေးတော့ဩကျွန်တော်တို့အတွက်စစ်မှန်နဲ့ပြောစရာကောင်းကင်မှာရှိတယ်တိုးတော်ညာလဲကျွန်တော်တို့လောကမှာတကယ်စစ်မှန်နဲ့ပျော်ရွှင်ခြင်းနဲ့စစ်မှန်နဲ့ဝမ်းမြောက်ခြင်းကနှုတ်ကပတ္တမတရားထဲမှာပဲရှိတယ်ကျွန်တော်တို့အာယက်တေစာတောက်လို့ပြောမယ်ဒီနေ့တော့ပြောမယ်မနေ့ပြန်အတွက်မနေ့ကတောက်ခဲ့တဲ့အကျွေးတွေကြောင့်စိတ်ဆင်းရဲနေရဟုတ်တယ်နော်အာဥမာတို့ဒီညတော့ကလပ်သွားရတာအယမ်းပျော်လိုက်တာကွာအဲ့တည့်ရက်ပဲပျော်ရလိမ့်မယ် နောက်တရက်ကြလို့ရှိရင်ကျွန်တော်ဘာဖြစ်မလဲဆိုတော့ဟာမနေ့ကကလပ်သွားလိုက်တာငါပတ်စံဘလောက်ကုန်သွားလဲဆိုတော့စိတ်ပင်ပန်းမှုတွေရောက်လာလိမ့်မယ်ဒါမဲ့ဒီနေ့တမာတရားကိုစင်ကြင်နှလုံးတင်းလာတဲ့ခါတည်းမှာဘာဖြစ်လဲအဲ့တမာတရားရဲ့လမ်းညွန်မှုလမ်းပြမှုကိုကျွန်တော်တို့ခံယူတဲ့အခါမှာနှလုံးသားထဲမှာအလိုလိုဝမ်းမြောက်ခြင်းတွေကိုကျွန်တော်တို့ကခံစားရတယ်ဒါကြောင့်မလို့ကျွန်တော်တို့စစ်မှန်တဲ့ပျော်ရွှင်ခြင်းနဲ့စစ်မှန်တဲ့ဝမ်းမြောက်ခြင်းကတမာတရားထဲမှာပဲရှိတယ်စစ်မှန်တဲ့ပျော်ရွှင်မှုကကျွန်တော်တို့ နှုတ်ကပတ်တော်ဘုရားရဲ့ဘုရားဝိနိုင်ငွေလျော်ခြင်းတားလဲကျွန်တော်တို့စစ်မှန်တဲ့ပျော်ရွှင်မှုကိုရနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပြခြင်းကျတော့စိတ်ကမပျော်ဘူးလို့ဘုရားဝိနေမှုလျော်တဲ့ကျမ်းစာဖတ်တဲ့ဆူတောင်းတဲ့အခါမှာစိတ်ကမကျွန်တော်တို့ဒီခန္ဓာကိုယ်ကပင်ပန်းပြီးတော့မပျော်ဘူးလို့ထင်ပေမဲ့အထဲမှာရှိတဲ့ဝိညာဉ်ဝမ်းမြောက်နေတာကိုတွေ့ရလေ။ဒါကြောင့်ကျွန်တော်ကမယုံကြည်သူတွေနဲ့မတူဘူး။နော်ကျွန်တော်ကယုံကြည်သူတွေဖြစ်တယ်။အဲဒါကြောင့်မလို့ယုံကြည်ခြင်းနဲ့ကျွန်တော်လောကမှာအသက်ရှင်ရမယ်။ ရားပုံထင်ရှားတဲ့အတ္တဒါကျွန်တော်တို့တွေကပြနိုင်ရဒါကြောင့်เนาะဒီနေ့ဒီလောက်နဲ့ပဲဝေငှခြင်းနဲ့ခွန်အားပေးခြင်းနဲ့အခက်ခဲကြုံလာရင်ဘာဖြစ်လဲငင်းနဲ့ငါကိုယ်ကိုယ်တည်းဖျားဒီခက်ခဲကိုသူဖန်ဆင်းပေးတာဖြစ်တယ်လို့တော့တွေ့ထွက်မြောက်ရလမ်းကိုလည်းသူဖန်ဆင်းပေးကိုပေးလိမ့်မယ်ဒါပေမဲ့ငါတော့ဘုရားသခင်နဲ့အတူရှိဖို့တော့လိုအပ်ဘုရားသခင်ကျွန်တော်နဲ့အတူပါရှိပေးပါ ဘုရားကတော့မြဲတဲ့ကျွန်တော်နဲ့အတူပါရှိပေးပြီးတာဖြစ်တယ်နော်အကက်ကက်ပြဿနာအများကြီးကြုံလာတိုင်းလွန်ခဲ့တဲ့အချိန်တွေကိုပြန်စဉ်းစားကြည့်ပါငါတို့ဘုရားသခင်ပါတယ်ဒီခက်ခဲတွေကြော်လာပေးခဲ့ပြီးပြီလေအခုကြုံတဲ့ခက်ခဲပြဿနာကိုလည်းကြော်ကိုကြော်လာပေးမယ်ဂတိတော်ရှိတယ်ကျွန်တော်တို့တော့နော်တည်သွားတဲ့လူကဂတိပေးတာမဟုတ်အသက်ရှင်နေတဲ့ဘုရားကကျွန်တော်တို့ဂတိပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေဝမ်းမြောက်ဖို့ခက်ခဲတွေကြုံလာမယ်ယေရှုတော်ချင်းမွား နော်ပြည်တနာရေးနဲ့ရင်ဆိုင်ရရင်လေစုတောင်းမင်းစက်ကက်မင်းဘုရားတခင်နဲ့ပဲကျွန်တော်ကြော်လာနိုင်တဲ့အတ္တဖြစ်ဖို့ရန်တွေ့ဒီနေ့အာချင်းမျိုးတန်းနေမှာဒီမှာရှိတဲ့ညီကိုမတော်မတဲ့အားလုံးကိုဒီနှုတ်ကပတ်တော်အနေငယ်နဲ့ပဲအာခွန်အားပေးခြင်းနဲ့ဝင်က တိုက်တွန်းခြင်းပါတယ်အရောက်ချင်းစီတိုင်းပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်